ော့ဒီစစ်ကောင်စီကအခုသူ့ရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ပေါ့ဒီရွေးကောက်ပွဲဟာဝမ်ပေါင်ထဲမှာပဲသူကျင်းပမယ်လို့ကျမတို့ဒေသမှာတည်ထားတယ်အဲ့ဒီအတွက်ကိုဒီစစ်ကောင်စီကလည်းဒီဝမ်ပေါင်ကိုအကာအကွယ်ယူဝမ်ပေါင်ကလည်းဒီစစ်ကောင်စီကို သူ့လုပ်ငန်းလဲပတ်ဖို့ရအတွက် အကာအကွယ်ယူပြီးတော့နှစ်ဦးနှစ်ဖက်ပူးပေါင်းပြီးတော့ဒီဒေသတွေကိုလေချောင်းရော ီမြေပြင်ရောညှက်ပူးညှက်ပိတ်ထိုးနေတယ်လို့ကျမတို့ကယူဆသူတို့ဟာလေဒီစပေးဆဆောင်ခဲ့ရတာဒီနေ့ရောဆိုရင်ခြောင်းညအိတ်ခွနရရှိပြီနှစ်ချောင်းသုံးချောင်းခွဲထိုးတာစချောင်းခွဲထိုးတော့ပြည်သူတွေမှာတခါတည်းအတင်းကိုပြတ်တောက်သွားပြီးတော့ဥတည်းကိုတစ်ခုနဲ့ပေါ့ဒီဘေးလွတ်ရအောင်သွားကြတယ်ခုနတကြီးရွေဦးတွေကလည်းတိုင်ငယ်ဘဝနေပြီးတော့ပြုတ်ကြတယ်ပြုတ်ကြပြီးတော့ပွဲချင်းပြီးတည်တဲ့ဟာကြီးလည်းရှိတယ် ဒရန်ကြက်ရတဲ့ဟာတွေလည်းရှိတယ်။နောက်ပြီးကြတော့ခုနဟာမတော်နိုင်မလာနိုင်တဲ့ဟာတွေအိမ်ထဲမှာလည်းကျင်းတဲ့ဟာတွေလည်းရှိတယ်။ဘုရားဒီစစ်ကြောင်းကိုလည်းပြည်သူတွေကတော်တော်များများကိုကြောက်လန့်တယ်။ကြောက်လန့်တယ်အဲ့ကြတော့အခုစာကဒီပြည်သူတွေတော်တော်များများမှာစစ်ဘေးရှောင်ရတာဆင်းရဲဒုက္ခတွေရောက်နေတယ်။အကုန်လုံးအစားအသောက်အနေထိုင်အခုဆိုရင်ကျမကြီးရစာပေါ့။အကုန်လုံး တော့ကွေးတွေရောဘာတွေရောကွေးပြီးတော့ကျမရေရဆဈေးဝါရောဘာရောအကုန်မလုံလောက်မှုတွေအကုန်ဖြစ်နေကြတယ်ပြည်သူတွေမှာရက်တွေရှေးလာတော့ကြတော့ဒီစစ်ကြောင်းကိုဟိုနဲ့ပတ်သက်ပြီးတော့ဆင်းရဲဒုက္ခတော်တော်လေးရောက်နေတယ်အခုလက်ရှိကတော့ဟိုဆလင်ကြီးမြောင်ချမ်းကိုဝမ်ပောင်ရဲ့အရှိတ်အချမ်းတုံအနီးတဝိုက်ဟောင်းကရာအနီးတဝိုက်မှာတက်ဆွဲထားပြီးတော့ဒီမိုးချိုးပြင်း ဝမ်ပေါင်အတွင်းဘက်မှာလဲမိုးချိုးပြင်ဘက်မှာလဲစစ်ကြောင်းကညတိုင်းနေဆိုရင်နေရောညရောအမြဲတမ်းလက်နဲ့ကြီးလက်နဲ့ငယ်တွေနဲ့၆လက်နေတယ်အဲ့ကြတော့ဝမ်ပေါင်ပပက်လဲမှာလဲမငိမ့်မသက်ပြည်သူတွေကအထိတ်တလက်နဲ့ဖြစ်နေရတယ်နေလဲစိတ်ခြောက်ချာညလဲစိတ်ခြောက်ချာပြီးတော့ပြည်သူတွေမှာမလုံးတုံမှုအပြေးဝရှိနေကြတယ်ဒီကြောင်းနဲ့ပတ်သက်ပြီးတော့လဲအဲ ညအချိန်မတော်အချိန်တော်တွေအချိန်မရှိတွေလည်းလာပြီးတော့လီချောင်းနဲ့လည်းတိုက်ခိုက်တယ်အခုဥစားရွာတွေမှာလည်းတော်တော်လေးများပျက်စီးတာကြီးလည်းရှိတယ်ထပူပတ်တွေဆိုရင်လည်းပျက်စီးတာတွေရှိတယ်ပွဲချင်းပြီးတဲ့ဟာကြီးလည်းရှိတယ်ထိခိုက်ဒဏ်ရာရတဲ့ဟာကြီးလည်းရှိတယ်အခုဖောင်းကရာဘက်မှာဆိုရင်လည်းရှိတယ်အခုဒီစစ်ကြောင်းနဲ့ပတ်သက်ပြီးတော့အုံနေဖို့အုံနေဖို့ကနေပြီးတော့ဒီတောင်ဘက်အချမ်း ဇိုင်လုံးကိုတောက်လျှောက်တရွာပြီးတရွာတရွာပြီးတရွာတောက်လျှောက်ဒီဆောင်ကနေပြီးတော့စင်ကဲစင်ကဲလက်နဲ့ကြီးလက်နဲ့ငယ်ရင်းနဲ့လဲထုတယ်ဒီဆောင်တိုက်ခိုက်မှုတွေလည်းဖြစ်နေတယ်ပြည်သူတွေမှာအဲ့ဒီဒီလေချောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့မလုံးကြုံမှုပေါ့ဒီချောင်းရံရောဒီမြေပြင်စစ်ချောင်းရောဆိုတော့ပြည်သူတွေမှာအထိတ်တလန့်ဖြစ်နေကြအချိန်ပြည့်လို့ဖြစ်နေတာစစ်ချောင်းစစ်ကောင်စီရဲ့အင်အားက ဘုလိုမျိုးပြောမယ်ဆိုရင် အခမ်းအနရခက်တက်လောက်ကို ဖြစ်နေတာဘာလို့လဲဆိုတော့စစ်ကောင်စီနဲ့ဝမ်ပေါင်တဲ့ကသူတို့ကပူပေါင်းမဟာမိတ်လို့ဖြစ်နေတာဆိုတော့ကြတော့စစ်ကြောင်းကဝင်လာလိုက်ဝမ်ပေါင်တဲ့ကိုတွန်းလိုက်အဲ့ကြတော့ဝမ်ပေါင်တဲ့မှာစစ်အင်အားအမြောက်အများရှိတာကတော့သိကြတယ်ဒါပေမဲ့အတိုင်းတာဘလောက်ဆိုတာကိုခမ်းအနရကခက်တက်လောက်ကိုဖြစ်တယ်ဟုတ်ကဲ့သိပါတယ်ပါရာမော်တာတော့မြင်ဘူးပါတယ်ရထဲရွာထဲမှာတော့ ဟိုလူငယ်တော်တော်များများကတော့ပါရာမော်တာကိုပဲဟိုစကားထဲမှာတော့အခုဒီအလေးထောက်ကိုတော့အပြောများလာတယ်အခုနောက်ပေါ်တဲ့ဂျိုင်းမော်တာဆိုတာကတော့ဟိုလူတွေလူငယ်တွေရဲ့ပါဇက်ဖြားမှာဟိုပြောတတ်တဲ့သူကရာခိုင်နှုန်းနဲ့တယ်မသိတဲ့သူကတော်တော်များတယ်အရင်တော့ကဆိုရင်ဘာအတွက်သုံးတယ်ဆိုတာတောင်မှကိုယ်မှမသိပါဘူး အခုဒီလိုမျိုးကိုလက်တွေ့ကြကြအခုလိုမျိုးခပြက်မှလာတယ်ကိုတောင်မှသိတာကြုံတွေ့ရတာဟိုရှေ့လူကြီးတွေဆိုပို့ဆိုတာပေါ့အခုဥစ္စာတော့သူတို့ကဒီဟိုအဖြစ်များတယ်ဆိုရင်ဟိုပြည်သူတွေဘက်ပေါ်မှာဥတည်ပြီးတော့တုံးနေတာများနေတာဟုတ်ဒီဟိုပါပေါ့သူတို့ကလက်နဲ့ကြီးလက်နဲ့ငယ်နဲ့ဒီလေချောင်းကနေပြီးတော့ပေါ့ဟိုဟို ြည်သူကာကွယ်ရေးတပ်ရဲ့အာဏာချက်လို့ကိုင်းပြီးတော့ပြည်သူကိုပဲသူတို့ကလေချောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်နေတယ်လို့ယူဆတယ်။ဘလို့ကြိုသိရတယ်ဆိုတော့အခုစာကဟိုပေါ့ဟိုပြည်သူတွေကလည်းဒါကိုအထိတ်တလန့်နဲ့အငြဲတမ်းဟိုပေါ့ဖုံးတွေအချိတ်ဆက်တွေနဲ့တနေနဲ့တနေနဲ့အဲ့လိုမျိုးလှမ်းပြီးတော့ထောက်လှမ်းပြီးတော့ပေါ့လေဖြစ်နိုင်ခြင်းရှိတယ်ဆိုရင်ပြည်သူအချင်းချင်းပဲအဆက်အသွယ်ပြုတ်ပြီးတော့ဟိုကိုယ့်ရဲ့အနေရကိုကာကွယ်နေရတယ် မရှိသေးပါဘူးမရှိသေးပါဘူးဒီသူတူဦးတွေနဲ့ဟိုဘာကြောင့်ထိုးနေတာတုံးဆိုတော့ဒီစစ်ကောင်စီက အခုသူ့ရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ပေါ့ဒီရွေးကောက်ပွဲဟာဝမ်ပေါင်ထဲမှာပဲသူကျင်းပမယ်လို့ကျမတို့ဒေသမှာတည်ထားတယ်အဲ့ကြတော့သူ့ရဲ့ရွေးကောက်ပွဲကိုဟိုအောင်မြင်ဖို့ရာကတကြောင် အဲ့ဒီအတွက်ကိုဒီစစ်ကောင်စီကလည်းဒီဝမ်ပေါင်ကိုအကာအကွယ်ယူဝမ်ပေါင်ကလည်းဒီစစ်ကောင်စီကို သူ့လုပ်ငန်းလဲပက်ဖို့ရအတွက်အကာအကွယ်ယူပြီးတော့နှစ်ဦးနှစ်ဖက်ပူးပေါင်းပြီးတော့ဒီဒေသတွေကိုလေချောင်းရောဒီမြေပြင်ရောညှက်ပူးညှက်ပိတ်ထိုးနေတယ်လို့ကျမတို့ကယူဆဆိုင်ပြို့ဖို့လိုတယ်ဒီတိုင်းဖို့လိုတယ်ပဲချတယ်ပဲချရမယ်ကလေးပဲချရမယ်မြေပဲချရမယ် ခုနပြောတဲ့စစ်တုံဒီချိန်ကျစစ်တုံပြူရတာလေစစ်တုံကလည်းယာတီနဲ့ပြူရတာဆိုတော့နောက်ကျရင်အဆင်မပြေတော့ဘူးအဲ့ဒီခုနပြောတဲ့ပဲတို့မြေပဲတို့ကလည်းစုံမြင်မိတော့မဲကျရတယ်စုံမြင်မမိရင်အပင်မပေါက်ရင်အဆင်မပြေတော့ဘူးပဲကျတော့ဟိုဟာလေးပဲကြလေကြမြေပဲကလဲပဲတို့ကကျတော့ယာသေးတယ်လေပြီးတော့မြေအစိုးရရှိတုံချမြေအစိုးရရှိတုံချကျတော့ပဲကြတို့မြေပဲတို့ကကျတော့စုံမြင်မမိရင်များတော့နုံးမြေနုံးမြေပေါ့ဟုတ်တယ်ဟုတ်မြေကမြေရှာတော့နုံးမြေ